မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့ဂျွန်16ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲစစ်တကလွဲပြီးရဲတွေကိုရှေ့ရလို့မထင်တော့တဲ့လက်နက်ကင်ရန်ကုန်ပြူစောတီလူမိုက်တွေအကြောင်းလက်ရည်စင်ဘောလုံးပွဲလူများအောင်ဝန်ထမ်းတွေအပြင်လမ်းဘေးစစ်တွေအထိလိုက်စီယုံခဲ့တဲ့စစ်ကောင်စီနေပြော်နယ်ရန်ကုန်ကလွဲပြီးနိုင်ငံအနှံ့စစ်ကောင်စီလေးချောင်းတိုက်ခိုက်မှုကြောင့်လူ900နီးပါးသေဆုံးတဲ့သတင်း ဒေါ်စုနန်းနိုင်ကျင်းနဲ့လွတ်ပေဖို့အရေးအခြေခံအကြဆုံးနိုင်ငံရေးအခင်းအကျင်းလို့စစ်ကောင်စီကိုလွှတ်တော်ကော်မတီတွေတွားပြောတဲ့အကြောင်းစီဆိုင်ထဲမှာကားတိုက်ခံရလို့တည်ဆုံးသွားတဲ့အကြောင်းအရှာမကြီးရဲ့တရင်အီရန်မျိုးတော်ကလည်းရွှေ့ပြောင်းကြဖို့ပြောနေတဲ့အထက်တရုတ်ပါဝင်လာတဲ့အကြောင်းအဲ့လိုတနစ်တာအထူးအကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတရင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်ပထမဦးဆုံးတရင်ကတော့စစ်တကလွေပြီးရဲတွေကိုရှေ့ရလို့မထင်တော့တဲ့လက်နက်ကင်ရန်ကုန်ပြူစောတိလူမိုက်တဲ့အကြောင်းပါ စစ်ကောင်စီတပ်ဟာအင်အားရောကျနေမှုကိုကုစားနိုင်ဖို့ဂျန်ကုန်တိုင်းအပါဝင်ဗမာဒေသတွေမှာပြူစောထိလို့ခေါ်တဲ့လူမိုက်တွေကိုဆွေသွင်းပြီးလက်နက်တက်ဆင်ပေးတဲ့အထိပြုလုပ်ခဲ့ပါတယ်ဒီအကျိုးဆက်ကြောင့်ပဲဂျန်ကုန်မြို့မှာပြူစောထိလူမိုက်တွေဟာအခုဆိုရင်စစ်တပ်ကလွှဲပြီးဘသူ့ကောင်မှလူရမသွင်းတော့တဲ့အဆင့်ကိုရောက်လာပြီလို့သတင်းရရှိပါတယ်ဒီအကြောင်း MP ရဲ့ရဲသတင်းရင်းမြစ်တူပြောတာကစစ်တပ်ကရဲတွေကိုနှိမ်ထားတယ်ပြူတွေကိုတပည့်မွေးပြီးရဲတွေရဲ့ ရာပေါက်ရလန်ခွင်တွေကိုဝင်ယူတယ်။ပြူတွေကလည်းစစ်တပ်အာကွန်နဲ့ရဲတွေကိုအဖမ်းမလုပ်တော့ဘူးလို့ပြောပါတယ်။ရန်ကုန်မြို့ကပြူစော့တီလူမိုက်တွေဟာသူတို့ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုအကာအကွယ်ရဖို့အတွက်ပြူစော့တီနယ်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ထဲဝင်ရောက်လာခဲ့ကြတာဖြစ်တယ်လို့ရေးအတိုင်းဝိုင်းကဆိုပါတယ်။ဒါပေမဲ့ရန်ကုန်မြို့စွန်ဆင်ရှင်ပုံးရက်ကွက်တွေကပြူစော့တီလူမိုက်တွေကစစ်တပ်နဲ့အတူလက်နက်အာကွန်နဲ့ရဲတွေကိုပခုံးရှင်းရှင်းလာခဲ့ပြီဖြစ်ပါတယ်။လောင်ကစားမူရစေလူရဓမြတိုက် ပြူရီလောက်တာမှန်သည်များနေထိုင်ကဘော်ရာဂျေးပဲရတယ်ယူရှင်ယူမြူရှင်နေပဲလူမိုက်ကောင်းဆောင်တယ်ဆိုရယ်ကစခန်းမုန်းလောက်ကိုပဲသူနဲ့ဒန်းတူပုံစံမျိုးသဘောထားတာလို့ MPA ရဲ့ရေသတင်းမြစ်တူကပြောပါတယ်ပြီးခဲ့တဲ့ဂျွန်လ73ရက်ညပိုင်းမှာရန်ကုန်မြို့လမ်းမတော်မြို့နယ်မှာရဲတအုပ်ကိုအပြင်းထန်တမ်းရရှိစေခဲ့တဲ့အထိပြူစော့ထီလူမိုက်တွေကဒါနဲ့ခုတ်ပြီးဒုံးနဲ့ဝိုင်းရိုက်ကြတဲ့အထိအတင်းရဲလာခဲ့ပါတယ်ဒါဟာရန်ကုန်မှာဖြစ်ပျက်နေတဲ့အခြေအနေမှန်တွေပဲလို့ရန်ကုန်ကရဲတအုပ်ကပြောပါတယ် ဒုတိယသတင်းကတော့လက်ရည်စင်ဘောလုံးပွဲလူများအောင်ဝန်ထမ်းတဲ့အပြင်လမ်းမဲစစ်တွေအထိစစ်ကောင်စီလက်အောက်ခံတွေလိုက်လံစီယုံခဲ့တဲ့သတင်းပါပြည်သက်များလို့ဝေဖန်ဆူညံခဲ့တဲ့မြန်မာပါကစ္စတန်ပွဲဟာစစ်ကောင်စီဝန်ထမ်းတဲ့လမ်းမဲစစ်တွေများပြပါဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်ဒီလိုပြည်သက်များအောင်စစ်ကောင်စီလက်အောက်ခံတွေဟာဝန်ထမ်းတွေနဲ့ရက်ကျဲအဖွဲ့တွေစီအခမဲ့လက်မှတ်တွေပေးဝေခဲ့တာဖြစ်တယ်လို့ဒီအကြောင်းသိရှိထားသူတွေစီကလည်းသိရပါတယ်ဒါပေမဲ့လက်မှတ်ရသူတွေကမကြည့်ကျင်လို့ဈေးတင်ပြီး ပြန်လည်ရောင်းချခဲ့တယ်လို့အုတ်ကြီးကဘောလုံးပွဲကြည့်ဖို့စေယုံခဲ့ရမှာလမ်းဘေးစစ်တွေအထိပါဝင်ခဲ့ရလို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးပပေးတန်းမြို့နယ်ကလမ်းဘေးစစ်တွေတူပြောတာကအုတ်ကြီးကလက်မှတ်လာပေးတယ်။စေယောင်းနေတာဘလို့ကြည့်နိုင်မလဲ။အဲ့တော့မကြည့်နိုင်ရင်တထောင်ပေးရမယ်ဆိုပြီးတောင်းလို့ပေးလိုက်ရတယ်လို့ပြောပါတယ်။ဂျွန်လာစင်ရနေကတကိုးကိုးမရှိနဲ့မြန်မာအသင်းအနိုင်ရခဲ့တဲ့ပွဲစဉ်မှာမူရင်းစစ်2000နဲ့9000ပဲရှိခဲ့ရကနေမှောင်ခိုလက်မှတ်ဈေးဟာ 2000နဲ့3000ကျော်6ဆအထိမြင့်တက်ခဲ့လို့သိရပါတယ်။ဒါပေမဲ့ပထမပိုင်းအပြီးမှာ free one ဝင်ပေးခဲ့ပြီးဒါကြောင့်ပဲပြိသက်ပုံမှုများပြားသွားတာဖြစ်တယ်လို့ပွဲသွားကြည့်သူတွေကပြောပါတယ်။ဒီပွဲစဉ်အတွက်စက်ကောင်စီကလက်မှတ်တွေအခမဲ့ပေးခဲ့တယ်လို့ဝန်ထမ်းတွေနဲ့အုပ်ကြီးတွေအတွက်ကားကြိုပိုစီစဉ်ပေးခဲ့ပါသေးတယ်။တတိယသတင်းအနေနဲ့နေပြော်နဲ့ရန်ကလွယ်ပြီးစက်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်လူငယ်အနီးပါတည်ဆုံခဲ့ရတယ်လို့ NGO ကထုတ်ပြောလာပါတယ်။ လေချောင်းအောက်ကွန်းနဲ့မိုက်ကန်ရဲ့စစ်ကောင်စီကြောင့်မက်ချလန်28ရဲ့ငလျင်ကြီးလှုပ်မှုအပြီးအခုဂျွန်လာ7ရက်နေ့အထိနှစ်လကျော်အတွင်းလူ462ဦးသေဆုံးခဲ့ပြီး1012ဦးဒဏ်ရာရှိခဲ့လို့ NUG ကဒီနေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်စစ်ကောင်စီဟာနေပြော်နဲ့ရန်ဝတ်လွှဲပြီးအဲ့ဒီကာလအတွင်းစံနေသားအားလုံးမှာလေချောင်းကနေ988ကျင်းအထိစစ်ပတ်အရက်ဖက်မရွေးတိုက်ခိုက်ခဲ့ရဖြစ်တယ်လို့သိရပါတယ်အဲ့ဒီအထက်စကိုင်းတိုင်းထက်က လူသေဆုံးထိခိုက်မှုအများဆုံးအနေနဲ့154ဦးသေဆုံးပြီး322ဦးဒဏ်ရာရရှိခဲ့လို့ NUG ကဆိုပါတယ်။ဒါ့အပြင်မန္တလေးတန်းက158ကျိန်နဲ့ဘုံကျဲခံရမှုအကျိန်အများဆုံးဒေသဖြစ်ခဲ့တဲ့အပြင်သေဆုံးသူ106ဦးဒဏ်ရာသူ215ဦးနဲ့သေဆုံးထိခိုက်သူဒုတိယအများဆုံးဒေသဖြစ်ခဲ့လို့သိရပါတယ်။ဘုံကျဲခံရမှုအနည်းဆုံးအနေနဲ့ Greening ပြင်မှာ9ကျိန်မုံမှာ12ကျိန်ဖြစ်ပေမဲ့သေဆုံးထိခိုက်သူဥယေက ဂရနင်းပြည်မှာ26ဦးထိရှိခဲ့လို့ NUG ထုတ်ပြန်ကြေညာသိရပါတယ်2023ခုနှစ်ကနေ2025ခုနှစ်မတ်လအထိကလင်းငယ်တေဆုံမုံက400ခန်းအထိမြင့်တက်လာခဲ့ရတာဟာစက်ကောင်စီကအရက်သားပြည်သူတွေပေါ်ပြစ်မှတ်ထားကစနစ်ကြတိုက်ခိုက်တာတွေကြောင့်ဖြစ်ပေါ်လာတဲ့အခြေလက်ဖြစ်တယ်လို့ဂျွန်လာစင်နေကကျင်းပခဲ့ကုလသမဂ္ဂအစည်းအဝေးအတွင်းမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်ဆက်လက်ပြီးဒေါ်ဆန်းစုကျင်တဲ့နိုင်ကျင်းတွေလွှတ်ပေးဖို့အရေးဟာ အခြေခံအကျဆုံးနိုင်ငံရေးအခင်းအကျင်းဖြစ်တယ်လို့စစ်ကောင်စီကိုလွှတ်တော်ကော်မတီအစုအဖွဲ့တွေကတောင်းဆိုလိုက်ပြန်ပါတယ်။လာမယ့်စစ်ကိုရဲနဲ့မှာအသက်80ပြည့်ရမဲ့ဒေါင်ဆန်းစစ်ကြီးနဲ့အတူနိုင်ငံအကျဉ်းသားတွေကိုလွှတ်ပေးဖို့ပြည်နေနဲ့ Federal Unit လွှတ်တော်နဲ့လွှတ်တော်ကိုစားပြုကော်မတီစစ်သုံးခုကဒီနေ့မှာတောင်းဆိုချက်ထုတ်ပြန်ပါတယ်။အချက်၅ချက်ပါတယ်သူတို့ထုတ်ပြန်ချက်တဲ့နောက်ဆုံးအချက်ကနိုင်ငံရေးအခင်းအကျင်းတွေကိုဖော်ဆောင်နိုင်ဖို့အခြေခံအကျဆုံးဖြစ်တဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ိုင်ငံအကျဉ်းသားတွေအားလုံးကိုရှင်ကြံမရှိလွတ်ပေးရဖြစ်တယ်လို့ဆိုထားပါတယ်။အဲဒီနောက်တိုင်းအသာကောင်းဆောင်တဲ့အပါဝင် key state holder အားလုံးသဘောတူတဲ့နိုင်ငံရေးအခင်းအကျင့်ကိုအကောင့်ထဲပေါ်ဆောင်ရမယ်လို့ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။၂020ရွေးကောက်ပွဲတိုင်းလွတ်တော်ကိုယ်စားလှယ်တွေဟာအနာသိမ့်ပြီးတဲ့နောက်ပြည်သူဆင့်လွယ်အာဏာကိုကျင့်သုံးပြီးနိုင်ငံရေးဖြစ်ပေါ်တိုးတက်ရေးကြိုးပမ်းနေတယ်လို့ဆိုပါတယ်။လက်တလောဒေသစုံမှာအထွေထွေအကြက်တွေကိုရင်ဆိုင်ကြုံတွေ့နေရပြီးပြည်ထောင်စုရဲ့အနာဂတ်ကလည်း မရေရာမတေရှာမှုတွေနဲ့အလွန်ဆုံးရတဲ့အခြေအနေကိုရောက်ရှိနေပြီလို့တိုင်းနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့စုဖွဲ့ထားတဲ့အဖွဲ့တွေကပြောပါတယ်။ဒေါ်ဆန်းစုကြည်မွေးနေ့အထိုင်မှဖြစ်လူလူအားလုံးဂျွန်လာ၁၉ရက်နေ့မနက်၈နာရီအတိမှာရှင်းမင်းညင်သက်ဆုတောင်းပေးကြဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတောင်းဆိုထားပါတယ်။အသက်80ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းဗီဒီယို၈000နဲ့ဂန်းနဲ့ဆင်ရှင်တင်အောင်ကြိုးပမ်းနေကြပြီးမနေ့ဂျွန်လာ၁၆ရက်နေ့အထိ ၅တောင်းကျော်ရရှိထားပြီလို့သိရပါတယ်။ပြည်တွင်နောက်ဆုံးသတင်းကတော့စီဆိုင်ထဲမှာကျောင်းအုပ်ဆရာမကြီးကားတိုက်ခံရလို့တည်ဆုံသွားရတဲ့အကြောင်းဖြစ်ပါတယ်။အီယာဝရီတိုင်းဇလွန်မြို့အထက်73စီအယောင်ဆိုင်ထဲမှာကားတိုက်ခံရပြီးကျောင်းအုပ်ဆရာမကြီးတဦးတည်ဆုံသွားရလို့သတင်းရရှိပါတယ်။မနေ့ဂျွန်လ16ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်မှာစီဆိုင်အတွင်းဆိုင်ကယ်စီဖြစ်နေရကိုရဲစောင့်နေတဲ့ကျောင်းအုပ်ဆရာမကြီးကိုကုန်တင်ကားဘရိတ်ပေါက်ပြီးနောက်ကနေဝင်တိုက်ခဲ့ရဖြစ်တယ်လို့ဇလွန်မြို့ခံတွေကပြောပါတယ်။ တည်ဆုံးသူဟာဇလုံမြို့နယ်ပကွေးရွာမူလရန်ចောင်းအုပ်ဆံမကြီးဒေါ်တန်းတန်းထဲဖြစ်ပါတယ်ဒီចောင်းသိရှိထားသူဇလုံမြို့ခံတူကကားကဖြည်းဖြည်းလေးဝင်လာရဆိုတော့တိုက်မယ်လို့မထင်ထားဘူးပေါ့ကားရှိတဲ့တဲ့ကအမျိုးသားကရှောင်လိုက်တာလွတ်သွားတယ်လို့ MP ကိုပြောပါတယ် online ပေါ်ပြန့်နှံ့လာတဲ့စီဆိုင်ရဲ့ CCTV မှတ်တမ်းဗီဒီယိုအတွင်းဆံမကြီးရဲ့အနောက်ကနေဖြင်းချင်းစာဝင်လာတဲ့ကုန်တင်ကားကိုတွေ့မြင်ရပြီးចောင်းအုပ်အနေအရောက်မှာဝင်တိုက်ခဲ့တဲ့အတွက် စီဆန်ကတန်းနဲ့ညက်သွားတာကိုတွေ့မြင်ခဲ့ရပါတယ်။ဆ iam မကြီးကကားနဲ့တန်းနဲ့ကြာညက်ခံရတယ်လို့ဖြစ်ပြီးသေးတာ။ကားအချိန်မရှိပေမဲ့အညက်ခံရတယ်လို့ဖြစ်တယ်လို့မျက်မြင်တွေ့ရှိခဲ့သူဒေသခံတို့ကပြောပါတယ်။ကုန်တင်ရင်မောင်းကိုဇလုံမျိုးမရစ်ကန်ကိုဖက်စစ်ခေါ်ဆောင်သွားပြီးစစ်ဆင်နေတယ်လို့သိရပါတယ်။နောက်ဆုံးပြပတဲ့တင်အနေနဲ့အီရန်မျိုးတော်ကနေရွှေ့ပြောင်းကြဖို့ပြောနေတဲ့အထက်တရုတ်ပါဝင်လာတဲ့အကြောင်းနဲ့နှုတ်ဆက်လိုက်ခြင်းပါတယ်။ အီရန်နဲ့အစ္စရေးတို့အကြားအပြန်အလှန်တိုက်ခိုက်မှုတွေဟာစစ်ပွေရေးတစ်ခုလုံးအဖြစ်အလုံးစုံပြောင်းသွားနိုင်တဲ့အတွက်အစ္စရေးတရုတ်နဲ့အမေရိကန်သုံးနိုင်ငံလုံးကတွက်ဆနေကြတဲ့ကြောင့်အီရန်မြို့တော်တီဟေရန်ကအကြက်သားတွေခက်မြန်မြန်ပြောင်းရွှေ့ကြဖို့တိုက်တွန်းနေပါတယ်။ဂျွန်လ7ရက်ကစတဲ့အစ္စရေးအီရန်တိုက်ခိုက်မှုတွေဟာမရကြမြင်လာတဲ့ဒီနေ့အထိပုံမပြင်းထန်လာနေတာကြောင့်ဒီလိုသတိပေးလာကြတာပါနှစ်ဖက်တိုက်ခိုက်မှုတွေအတွင်းအီရန်ဘက်ကအကြက်သား224ယောက်တစ်ဆုံးတယ်လို့ 1300နီးပါးဒဏ်ရာရရှိရလို့အီရန်ကျန်းမာရေးဝန်ကြီးဌာနကပြောပေမဲ့အဲ့ဒီထက်နှစ်ဆလောက်အထိတည်ဆုံးသူအရေအတွက်စင်းကိုရရှိထားတယ်လို့အရက်ဖက်ဖွဲ့တွေကပြောနေကြပါတယ်။ဂါဇာဟောအစ္စရေးတို့အကြီးအကျယ်မတိုက်ခိုက်ခင်ရွှေ့ပြောင်းကြဖို့တတိပေးခဲ့တဲ့အစ္စရေးကကွေရဲ့တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမုံကြီးအဘိရှဲအဒရာအီကတီရန်မှာရှိတဲ့စစ်ရေးဆိုင်ရာအခြေခံအဆောက်အုံတွေကိုမကြခင်ဘုံကျဲတော့မယ်လို့ပြောလာပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းစစ်ပွဲဖြစ်နိုင်ခြေရှိလာတယ်လို့ အကြံအမွေပြောထားသလိုအီတလီမှာကျင်းပနေတဲ့ဂျီဆမ်မန်ထိပ်သည့်အစည်းအဝေးကိုတက်ရောက်နေသူကအီရန်မှာနျူကလ িয়ার လက်နက်မရှိစေရဘူးလို့သတိပေးပြောဆိုပါရတယ်။တက်အပင်းမျိုးကတရုတ်နိုင်ငံတန်ယုံကလည်းတရုတ်နိုင်ငံသားတွေကိုအစ္စရေးအနီးမှာရှိတဲ့ဂျော်ဒန်ကိုကုန်းလန်းကနေအမြန်ဆုံးထွက်ခွာဖို့တိုက်တွန်းခဲ့တယ်လို့အရက်သားထိခိုက်မှုတွေတိုးလာပြီးလုံခြုံရေးပိုဆိုးလာမယ်လို့သတိပေးခဲ့ပါရတယ်။တချိန်တည်းမှာအီရန်ကလည်းပဋိပက္ခဆက်ဖြစ်ရင်ဆိုးရတဲ့အကျိုးဆက်တွေရှိလာမယ်လို့သတိပေးထားတယ်လို့ အီရန်အစိုးရအနေနဲ့နျူကလ িয়ার လက်နက်ပြန့်ပွားမှုကိုကန့်သတ်ထားတဲ့နိုင်ငံတကာသဘောတူညီချက်ဖြစ်တဲ့နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ် NPT ကနေနှုတ်ထွက်မယ်လို့ယင်းမင်းကချိန်ချောက်ခဲ့ပါတယ်။အစ်ဝင်းနဲ့တိုက်ခိုက်မှုတွေကြောင့်လုံတဲ့နဲ့နေလန်အလုံးကိုစဉ်းစားနေတဲ့အကြောင်းအီရန်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောကြားပါတယ်။ NPT ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။